ကမ္မတက္ကတာသမဋိဋ္ဌိပြီးလို့ရှိရင်ဝိပဿနာ သမဋိဋ္ဌိတဲ့အဲ့ဒီဝိပဿနာသမဋိဋ္ဌိဆိုတာဝိပဿနာဝိဆိုတာထူးခြားတဲ့ပဿနာ ရှုမြင်သုံးသပ်မှုသူများတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘော အလုံးကမြဲတဲ့ထင်းနေတဲ့ထင်းမဲ့မမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်းနေတဲ့ထင်းမဲ့ဆင်းရဲတဲ့သဘောအလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်းနေတဲ့ထင်းမှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလို꽌꽌ပြားပြားရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပြီနဲ့တမ္မဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခု ကမ္မတက္ကတသမ္မဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိ သူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ရသေသူတော်စင်နေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓရေသူတော်ကောင်းတွေပညာရှိတွေရဲ့ဆုံးမနဲ့ကမ္မတက္ကတသမ္မဒိဋ္ဌိအတိညာကိုရနိုင်ကြဝိပဿနာသမ္မဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပစ္စေကဗုဒ္ဓဆရာတော်မရနိုင် ်မြတ်စွာဘုရားပွင့်မဝိပဿနာသမာဓိဋ္ဌိဆိုတဲ့အသိဉာဏ်ရတယ်မြတ်စွာဘုရားကဘာပြောခဲ့တယ်လဲဘာဟောခဲ့တယ်လဲဆိုပြိနိဗ္ဗာန်စံဃာနိမသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးမေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါလေးမေးမနေနဲ့အချိန်မရှိဘူး ။ငါရှင်းရှင်းပြောလိုက်မယ်။မကင်ရှိပါအကျင့်တရားမရှိဘူးဆိုလို့ရှိရင်အစင်လေးမျိုးဟာမရှိနိုင်ဘူးတဲ့သောတပန်တက္ကရာကအနာဂတ်ဆိုမရှိနိုင်ဘူး။ငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာတမဋိဋ္ဌိရဲ့တစိတ်တည်းသာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော့ တိသာသနာရဲ့အပြစ်မှာမရှိဘူးအပြည့်အစုံဟောဖို့ဆိုတာမဆိုထားပြီတစိတ်တတိသာတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်နှစ်6နှစ်ဘုရားဖြစ်နေတရားလှည့်ဟောတာ45နှစ် 45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ရင်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တည်းသာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့ရသော်ပြားရဲ့ ိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝိနည်းတဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်။ဘုရားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲ။နော်။အဲ့ဒီလက်ဆောင်ကိုဘုရားပွင့်ရဲ့တန်နဲ့ကိုကိုယ်တိုင်လည်းလုံးနိုင်ရဲ့တန်နဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲ။နော်။မယူလိုက်လို့မိုက်တယ်ထင်ပေါ့။ကိုကိုအဲ့ဒါ ရှူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကပြာလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဖျားပွင့်မှာပဲရကဲဒါဖြင့်ဝိပဿနာဉာဏ်ဆိုတာဖြစ်နိုင်သလားဖြစ်တာပေါ့ပကံဖျားတွေလှည့်ပြီးတော့ဖူးကြည့်ဖူးကြည့်ပြီးတော့အော်ဒီနေ့တစ်ချိန်တုန်းက ကြက်ပြတ်မကြစီကားတဲ့ဒီပကံဒေသကြီးဟာခဏိတော့ဖျားဖျားပြက်တွေနဲ့ခေါနာကြည့်လိုက်လဲပြိုကျပြက်နေတယ်ဖျားတွေပြင်းထားတာတွေနဲ့အနောထမင်းကြီးဆိုတာပဲရောက်သွားတယ်ကျန်စင်မင်းကြီးဆိုတာပဲရောက်သွားတယ်အလောင်းစီသူဘရင်ကြီးဆိုတာပဲရောက်သွားတယ်တွေ့သေးလားတွေ့ပါပါခဲ့အဲ့ဒါတွေကို တွေးပြီးတဲ့အခါကျတော့ ဩဘယ်ဟာမှမမြဲပါလားတနေ့ကျတော့ငါတို့လည်းပဲဒီကဘာပြေပေါ်ကပျောက်သွားကြအောင်မှာပဲလို့မစဉ်းစားတဲ့မူလားစဉ်းစားပါဗျာအဲ့ဒါလို့စဉ်းစားရင်ကိုယ်ပဲဝိပဿနာဉာဏ်ရဲ့အစာရတော့ဆိုလိုတာကအဲ့ဒါလို့လေးရစပြီးတော့ကိုယ်ရှင်နေနှလုံးထဲမှာအတွေးလေးတွေပေါ်ဘူးလို့လေဒီအတွေးကိုအထင်မသေးလေနဲ့ဒီအတွေးဒီနောက်ဖျားပွင့်တဲ့အခါမှာအလွယ်တကူ ရဟန္တာဖြစ်ဖို့သောတပန်ဖြစ်ဖို့အတွက်အထောက်အကူဖြစ်တော့ဒီတွေးလေးတောင်မတွေးမိဘူးဆိုလို့ရှိရင်တော့အဲ့ဒါဖရာပြည့်တည်းចောင်းကံပြည့်တည်းအဟောင်းဒီတွေးပြီဒီလိုလေးမှမတွေးထက်သေးဘူးဆိုလို့ရှိရင်တော့ဖရာနဲ့တွေ့လေဒီခေါင်းနဲ့ဒီဟာရောက်မှာမဟုတ်တော့အဲ့ဒါကြောင့်မလို့နေစင်နေအများအဲ့ဒီတွေးတွေးဖို့လိုတယ်တွေးရမယ် တစ်ချိန်တုန်းကဒီနေရာမတန်စီကားခဲ့တယ်ခဏဒီလိုမဟုတ်အဲ့တော့စဉ်းစားရမှာဘေးရာပဲဖြစ်ဖြစ် သင်္ခါရဆိုတဲ့အရာတွေဟာထောက်ရပြောင်းလဲပျက်စီးနေတဲ့အရာတွေသာ ဖြစ်တယ်ငါတို့ဟာမမေ့မလျော့တရားဓမ္မဟုတ်ချင်ချင်ကြုတ်ကုန်အထုံးမှဖြစ်မယ်ဆိုတဲ့အတွေ့အလေးတွေးပြပါကြာဘူးရမလားရှင်စုလပန်အလောင်းဟာဘယင်ဖြစ်တုန်းက မြို့လှဲ့တယ်မြို့လှဲ့ပြီးတော့ချွေးထွက်တဲ့အခါမှာသူ့လက်ထက်မှာပါလာတဲ့ပဝါလေးနဲ့နှစ်ဖူးကိုတုပ်လိုက်တယ်တုပ်ပြီးပြန်ကြည့်လိုက်တဲ့အခါဖွေးစွန်နေတဲ့ပဝါလေးဟာညစ်ပေသွားတယ်အဲ့ဒီညစ်ပေသွားတာဒီမစင်စားဘူးဆိုရင်ဘာမှရအောင်သူကစင်စားလိုက်တယ် 哦ငါခန္ဓာကိုယ်ကြီးကိုကြောင်းပြူပြီအမတန်တန်ရှင်းစင်ကြယ်တဲ့ဒီဘွားလေးတော့ညစ်ပေသွားပါလားခန္ဓာကိုယ်ကြီးကတလောမတန်ရှင်းပါလားဆိုတဲ့အတွေးလေးဟာကောရမဘုရားလက်ထက်ရောက်လာတဲ့အခါမှာဘဝပိုင်းလေးပြေးပြီးတော့မြတ်စွာဘုရားရဇောဟရဏံလို့ရှုခိုင်းတာနဲ့ညာနာဖြစ်သွားလေအဲ့ဒီကနေထောက်ကိုပြူတယ်လို့ဒီလိုမှတ်အဲ့တော့ဝိပဿနာတမဋ္ဌိဆိုတာလေးอ่ะ ဘယ်ရမှမမြဲဘူးဆိုတာသာဝရရွေးရှားနေတယ်နောက်ဆုံးမှာဒီပကမျိုးရဲ့အနီးမှာဆိုရင်အေယောဒီမြစ်ကြီးစီးဆင်းနေတာတွေ့ရတယ်အဲ့တော့အေယောဒီမြစ်ကမ်းကိုသွားပြီးထိုင်ကြည့်လိုက်လို့ရှိရင်လည်းမြစ်ရေကစီးနေတယ်မနေ့ကရေတွေရှိသေးလားဒီနေ့ မနစ်ကရေရောဟုတ်ကဲ့လားဟုတ်ပါဘူးခင်ဗျပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားမိဖို့လိုအပ်တယ်ဟုတ်ပါဘူးခင်ဗျအဲ့ဒါတွေမစဉ်းစားနဲ့အပြင်ကအာယုန်လေးယူပြီးတော့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားလိုက်အောင်မနစ်တုန်းကငါရုပ်ဒီနေ့ငါရုပ်ကွာသွားပြီအဲ့ဒီကနေ့တဖြည်းဖြည်းချင်းကြည့်လိုက်မနေ့တုန်းကငါရုပ်ဒီကနေ့ငါရဲ့ရုပ်ခန္ဓာ နန္တရားတွေခန္ဓာတွေဟာကွာသွားပြီမတူတော့အိမ်ပြန်လို့ရှိရင်အစ်စ်အမှန်နဲ့ပြန်နိုင်မှာမဟုတ်ဘူး copy နဲ့ပဲပြန်အောင်မှာဖြစ်တယ်ဟုတ်လားအိမ်ပြန်သွားလို့ရှိရင်လူတိုင်းလူတိုင်းဟာ copy ပဲကြံတယ်အစ်စ်ကရှိသေးလားမွေးခါစားတော့ငါယူလေးဒီမှာကြံတော့ဘူးလေအဲ့ဒါမူရင်းပဲအဲ့ဒီမူရင်းမကြံဘူးအခုက copy ရပြောင်းလာတာ တနေ့ပြီးတနေ့တရက်ပြီးတရက်နိုင်ပိုင်းနဲ့ပြောင်းနေတဲ့ copy တွေအချိန်နီးရင်တော့မှတ်မိသေးတယ်တော်တော်လေးกว่า10နှစ်20ကျမှပြန်တွေ့ရင်ကိုဘသူပါဟိုကလည်းပဲဘသူပါဆိုတာပြောอยู่မှာပဲမှတ်မိကြတော့မှာမဟုတ်လားအဲ့ဒါကြောင့်မလို့ရွေးနေတာဟာချက်ချင်းကြီးရွေးသွားတာမဟုတ်ဘူးတနေ့ပြီးတနေ့တစ်စက္ကန့်ပြီးတစ်စက္ကန့်ရွေးပြောင်းလဲနေတဲ့သဘောလေးကို တခဏလေးပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုနေရင်ကနေပြီးစဉ်းစားပါအဲ့ဒါဝိပဿနာဉာဏ်တဲ့အခြေခံပဲလို့သူဆိုလို့ဝိပဿနာရဲ့ဉာဏ်အခြေခံလေးဝိပဿနာသမဋ္ဌိလေးဖြစ်ပြီးမမြဲဘူးဆိုတာတွေသိရင်ဒီလောက်သိလိုက်တာနဲ့ဘယ်လောက်ထိအောင်အကျိုးသက်ရောက်မှုရှိသွားတော့ဆိုရင်ပစ္စည်းပေါ်မှာ တွေ့တာမှုလူတွေပေါ်မှာတွေ့တာမှုရောကြသွားတယ်နော် တွေ့တော့မှုရောကြသွားတာနဲ့တပြိုင်နဲ့ယင်ထဲကတော့ကလည်းရောကြသွားအပြီးသက်မချေမုန်းနိုင်သေးရင်မဖြုတ်နိုင်သေးရင်ရှော့ချဖို့တော့လိုအပ်တယ်လို့ဆိုမလျှော့နိုင်လို့ရှိရင်လူတွေမှာဘာဖြစ်တော့ဆိုတော့ကတွေရှိတယ်တော့ကကအလုံးပေါ်မှာရှိသလားဆိုမရှိဘူးတွေ့တာတဲ့ပုဂ္ဂိုလ်ပေါ်သို့မဟုတ်တွေ့တာတဲ့ပစ္စည်းပေါ်မှာသာတော့ကဖြစ်တယ် ကိုမပိုင်နဲ့တိုက်အိမ်ကိုမပိုင်နဲ့ကားပြီးတဲ့ပါသွားတယ်ဆိုဘာဖြစ်လဲဘာဖြစ်ပါ့မလဲကိုပစ္စည်းမဟုတ်ရင်ဘာဖြစ်ကြဘူးမို့လားလူလဲကိုမသိတဲ့လူတယောက်သိသွားရင်ဘာဖြစ်လဲဘာဖြစ်ဘူးတဏှာပါတဲ့တော့ပြောချင်းပြောမယ်ဒါပေမဲ့မတုံလှုပ်ဘူးလေကိုဆွေတဲ့မျိုးတဲ့ကဆိုရင်ဘလို့ဖြစ်ကိုယ်ဆိုတဲ့မျိုးတဲ့တယ်မဟုတ်ကိုယ့်ရဲ့အရင်အချာကြီး ဆိုရင်လူတွေဟာနေမထိတ်တမ်းမဖြစ်ဘူးဘာကြောင့်အဲ့လိုဖြစ်ရလဲသူလည်းလူပဲကိုယ်လည်းလူပဲကြံတဲ့လူတော့ဘာကြောင့်မဖြစ်လဲတွေ့တာမှုမရှိရင်မဖြစ်ဘူးတွေ့တာမှုရှိရင်ဖြစ်တယ်အဲ့ဒီတွေ့တာမှုကိုဝိပဿနာဉာဏ်နဲ့ရှင်းချအောင်မယ်လို့ပြောတာနော်ရှင်းနိုင်ရမယ်ရှင်းနိုင်ရင်ယင်းထဲကတော့ကောဖယ်ရှားလို့ရသွားတယ်အဲ့ဒါဝိပဿနာရဲ့လက်တွေ့ခံစားရမယ်အကျိုးတရားပဲဖြစ် မြတ်စွာဘုရားကဒါကိုခေါ်ကြဆုံးမတာပဲဖြစ်တယ်ဒါကိုဗုဒ္ဓသာသနာမြတ်ဗုဒ္ဓရဲ့သာသနာလို့ခေါ်တယ်နော်